အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Top Pocket ပေးလေးနဲ့ Vida Soap ဘာ YouTube Channel ကနေလည်းမျိုးကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ရဲ့ Lisbon မှာတညစာပချင်းစီစဉ် episode 4ကနေပြီးတော့မှကျွန်တော်တို့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီည episode 4ကိုဆက်ပြီးတော့မှဖတ်ပြသွားပါမယ်ကျွန်တော်စိတ်မှာအကြောက်ဝင်လာတာဟာ1939ခုနှစ်ຫນွေဥပောက်ကလေးကဆိုပါတော့ဗျာ ဟုချက်ဝကပြောသည်ကျွန်တော်စစ်ပြေးဒုက္ခတဲ့ဖြစ်လာတာ၅နှစ်ကျော်သွားပြီ38ခုနှစ်စောင်းရာသီတုန်းကခမားပင်မာရောက်နေတယ်လဲပါရီမှာ ကျွန်တော်လဲပါရီမှာပဲမျော်လင့်ချက်ဟုသမျှဆွလွန်လိုက်တဲ့အချိန်ပေါ့ဗျာညနစ်စာချုပ်မချုပ်ခင်ပေါ့ကျွန်တော်ရဲ့ကြောက်စိတ်တွေဟာသူ့ဘာသာသူ အလူလျောက်ပြေပြောက်သွားတဲ့အချိန်ပဲစစ်ဖြစ်တော့မယ်ဆိုတာလဲသိနေတယ် ဂျာမနီဝင်လာတော့မယ်ကျွန်တော်ကိုဖမ်းတော့မယ်ဆိုတာလဲသိနေတယ်။ဘယ်တက်နိုင်မလဲကျွန်တော်ရဲ့ကံကြမ္မာပဲလို့သဘောထားပြီးနေလိုက်ရတဲ့အချိန်မှာကျွန်တော်ကကောင်းငြိမ်ပြလိုက်ပါသည်။ဟုတ်တယ်။အချိန်ကကိုကိုတက်တည်ကြအောင်လမ်းလုံးတွေထနေတဲ့အချိန်မှာအတော်တော့ထူးဆန်းတဲ့အဖြစ်ပဲ။နောက်တစ်နှစ်ခွင်းလောက်ကြာလို့ဂျာမနီတကယ်ဝင်လာတော့လဲ ကိုကိုတတ်တည်တဲ့သူတွေအ ਨੇ ပါတော့ချိခဲ့ပါတယ်။အဲ့ဒီနောက်တော့မြူးနစ်စာချုပ်ဆိုတာဖြစ်လာတယ်။ဟုတ်ချောကပြောသည်။အဲ့ဒီနှစ်ဆောင်းရာသီမှာကျွန်တော်တို့အားလုံးဘဝအမခံချက်အတိတ်ကလေးတွေရှာလာတယ်။ဘဝကတာယာလာတယ်။အေးချမ်းလာတယ်။ကျွန်တော်တို့မှာတတိဆိုတာမရှိတော့ပြန်ဘူး။အဲ့ဒီနှစ်ကပါရီမြို့မှာတဲ့အပင်တွေ ဒုတိယအကြိမ်ပြန်ပွင့်တာခမားမှတ်မိသေးလားကျွန်တော်ဘာကိုမှသတိမရတော့ဘူးကျွန်တော်ကောင်းဟာတာယာရင်မှုမှုနောက်ကိုလိုက်သွားတယ်လူစိတ်လည်းပြန်ဝင်လာတယ်ဒါပေမဲ့အဆိုးဆုံးကဘာလဲသိလားလူလူနေတိုင်းတက်ဖို့ပဲပြအဲ့ဒီတော့ကျွန်တော်ကိုတရားမဝင်ဝင်ရောက်မှုနဲ့ပလိကဖမ်းပြီးချုပ်ထားလိုက်တာတရင်လေးပတ်တောင်ကြာတယ် ြုံရတဲ့အဖြစ်ကတော့ထုံးစံတိုင်းပါပဲပြင်သစ်ပလိတ်တွေကကျွန်တော်ကိုဘေးဆဲလ်မြို့နာကနေပြီးနေဆက်ကိုဖြတ်သွားခိုင်းလိုက်တယ်ဆွစ်ဇာလန်ပလိတ်ကဖန်စီပြီးပြန်ပို့တယ်ပြင်သစ်ပလိတ်ကတက်ဖန်ပြီးနေရအစ်စ်တနေရကိုပို့ပေးတယ်အဲ့ဒီနေရကနေဘူပနိုင်ငံနဲ့ဝင်ခိုင်းတယ်ဘူပကပလိတ်တွေကကျွန်တော်ကိုဖမ်းပြီးအရှုပ်ထဲထည့်ထားလိုက်ပြန်ရော ဒီဖြစ်စဉ်မျိုးတွေကိုခမားလဲကြုံဘူးနေတာပဲလေတိမာပေါ့လူစစ်တူရင်ကစားဝဲကြီးနဲ့မတူဘူးလားကျွန်တော်သိပါတယ်စစ်တွင်းမှာကတော့ဒီအဖြစ်မျိုးဟာကျေးဇူးအပြလုံးတစ်ခုမဟုတ်ဘူးဒါနဲ့စကားမဆက်ပြောရအောင်မယ်ဆွစ်ဇာလန်အကျဉ်းထောင်တွေဟာကမ္ဘာမှာအကောင်းဆုံးမယ်နော်တကယ့်ဟိုတယ်ကြီးတွေကျနေရပဲကျွန်တော်အစားကိုထပ်စားပြန်တယ်ဆွစ်ဇာလန်အကျဉ်းထောင်နဲ့နေခဲ့ရစဉ်က ပျော်ရွှင်ကြည်ညိုခဲ့ရတဲ့အဖြစ်ကို ကျွန်တော်သတိရမိသည်ထိုစဉ်ကကျွန်တော်ဘာကြောင့်ပျော်ရွှင်ခဲ့ရပါသနည်းဂျာမန်အကျဉ်းတော်မဟုတ်၍ဖြစ်ပါသည်နောက်ဆုံးတစ်ခေါက်ကျွန်တော်ကို ပြန်လွတ်တော့သူတို့ကပြောတယ်ခုချက်က ပြောလက်စကားကိုဆက်ပြောသည်နောက်တစ်ခါတရားဝင်စာရွက်စာရမ်းတွေမပါဘဲနဲ့ဝင်လာလို့ဖမ်းမိရင်ကျွန်တော်ကိုဂျာမနီပြန်ပို့မယ်တဲ့ တကယ်တော့ကျွန်တော်ကိုချောက်လိုက်တဲ့စကားပဲဒါပေမဲ့ကျွန်တော်ကတော့ကြောက်တာပေါ့ဗျာတကယ်လို့သူတို့ပြောတဲ့အတိုင်းလုပ်ရင်ကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတာမစင်စားပဲမနေနိုင်ဘူးညညကြရင်အိမ်မက်မက်တာပဲကျွန်တော်ဂျာမနီမှာရောက်နေတယ် SS လို့ခေါ်တဲ့နာဇီလျှို့ဝှက်ပလိတ်တွေကကျွန်တော်ကိုနောက်ရောက်ခံပြီးလိုက်နေတယ်အဲ့ဒီအိမ်မက်ကိုချိခဏခဏမှတ်နေတော့ ကျွန်တော်အိပ်ပြသွားမှကြောက်လာတယ်။ခမရကောအဲ့ဒါလိုအဖြစ်နဲ့ကြုံဘူးတလား။ကြုံဘူးတာဗောဗျာ။ကြုံဘူးလို့လို့အဲ့ဒီအကြောင်းကျန်းစာတစောင်းတောင်းရင်းနိုင်တော့တယ်ဟုကျွန်တော်ကပြန်ပြောပါသည်။တညမှာတော့ကျွန်တော်ဟာအိမ်မက်ထဲမှာကျွန်တော်နေခဲ့တဲ့အော့စနာဘရမ်မြုကို ပြန်ရောက်နေတယ်။ဒီမြို့မှာကျွန်တော်မိမခုထိရှိနေသေးတယ်။ကျွန်တော်က ကျွန်တော်မိမရဲ့အခန်းထဲမှာရက်နေတယ်ကျွန်တော်မိမကတော့ဖျားနေတယ်သူခမပိန်လိုက်တာကျူးလေးတစ်ချောင်းထောင်ထားသလိုပဲသူကငိုနေတယ်ဗျကျွန်တော်လက်နော်လာတော့ဇောရွှေတွေပြန်နေတယ်ကျွန်တော်မိမနဲ့မတွေ့တာသူတည်နေမကြားရတာငါးနှစ်တိတိရှိသွားပြီကျွန်တော်ကစာမရေးတာလဲကြာလာပြီစာကလည်းဘလို့လုတ်ပြီးရေးလို့ဖြစ်မှာလဲဗျာစာထည့်လိုက်ရင် စာရောက်မယ်မရောက်ဘူးဆိုတာအတိအကျမှမသိပဲကျွန်တော်ထွက်မလာခင်ကတော့ခွာချင်းပြက်စဲတဲ့ဖြတ်တန်းဖြက်စာတစောင်းလုတ်ပေးပါမယ်လို့ကျွန်တော်ကိုခရီးပေးလိုက်တယ်အဲ့ဒီကိစ္စကလည်း "तू လုံးရလွယ်မယ်လို့ကျွန်တော်ကတော့ထင်တာပဲ"ချက်ဝတီစကားကိုဖြတ်ကတက္ကနမြညင်နေသည် "तू ဘာကြောင့်ဂျာမနီမှထွက်လာရလဲ"ဟူသောမိကုံးကိုကျွန်တော်မမေးပါဘူး ဂျာမနီမှထွက်လာရသော အကြောင်းများသည်အများကြီးရှိနိုင်သည်။ဘယ်အကြောင်းမှလည်းစိတ်ဝင်စားစရာကောင်းလိမ့်မည်မဟုတ်။အကြောင်းအလုံးသည်မတရားလုပ်ခံရ၍ဒါဖြစ်ဖို့ရှိ၏။အမှန်တော့လေနှိမ့်ဆက်ခံတားကောင်တကောင်ဖြစ်လာရခြင်းသည်စိတ်ဝင်စားစရာမရှိပါ။သူသည်ဂျူးလူမျိုးတဦးဖြစ်၍သို့မဟုတ်နာစီများအားစန့်ကျင်သည့်နိုင်ငံရေးပါတီဝင်တဦးဖြစ်၍ ို့မဟုတ်ဩဇာအာဏာကြီးမားလာသူများထဲ၌သူအားမုန်းတီးနေသည့်ရန်သူများချီ၍စသည့်အကြောင်းများထဲမှအကြောင်းတစ်ကြောင်းကြောင့်ဖြစ်လာဖို့သာရှိပါသည် ယခုအချိန်တွင်ဂျာမနီနိုင်ငံ၌လူတစ်ယောက်အားအကျဉ်းစခန်းပို့ဖို့သို့မဟုတ်တပ်ဖြတ်ဖို့အကြောင်းပြစရာတွေအများကြီးရှိနေသည် မဟုတ်ပါလားကျွန်တော်ပါရီကို ပြန်ရောက်ဖို့ကြိုးစားခဲ့တယ်။ဟုတ် ချက်ဟုတ်ကဆက်ပြောသည်ဒါပေမဲ့အဲ့ဒီအိမ်မက်ကြောင့်ကျွန်တော်စိတ်ဟာ အေးချမ်းရတဲ့လူကို မရှိတော့ဘူးဒီအိမ်မက်ကလည်းအမြဲပြန်ရောက်လာနေတာပဲအဲ့ဒီအချိန်မှာပဲညွန့်ညစာချုပ်ဟာတပိုင်းတစစီဖြစ်သွားခဲ့ရတယ်အနံကလေးတော့ခြူလိုက်ရပါရဲ့မိဖို့တဘူကိုမျက်စိနဲ့ပြပြပြင်းပြင်းမမြင်ရခင်မိခိုးနှံကိုခြူရတယ်လို့ဖြစ်မျိုးပေါ့ဗျာ အဲနှွေဦးလဲပေါက်လာရောလူတိုင်းကစစ်ကြီးဖြစ်တော့မယ်ဆိုတာကြီးမိလာကြတယ်တန်တမန်ဆိုတဲ့လူတွေကတော့သူတို့မျက်လုံးတွေကိုမှိတ်ထားပြီးသူတို့ဖြစ်စီခြင်းနဲ့စိတ်ကွင်းရဲ့အိမ်မက်တွေကိုဇွအတင်းမှတ်နေတုံးပေါ့ဒုတိယမြူနစ်စာချုပ်တတိယမြူနစ်စာချုပ်ဆိုတာတွေပေါ်လာဖို့စိတ်ကူးရင်ကြတာပေါ့လေဒါပေမဲ့အလကားပဲနောက်ဆုံးကြတော့စစ်ပဲဖြစ်လာတာပဲ ကျွန်တော်တို့ခင်မှာမမျော်လင့်ပဲဖြစ်လာတတ်တဲ့အံ့ဖွယ်တဲ့ UK ရဲ့ဖြစ်ရပြီးရှိနိုင်တယ်လို့ယုံကြည်နေတဲ့လူအရေအတွက်ဟာအရင်ရင်ခေတ်ကတွေထက်ပိုပြီးများလာနေတယ်တကယ်ဖြစ်လာတာတွေလဲရှိတာပဲမဟုတ်လားဟုကျွန်တော်ကကြားဖြတ်၍ပြောသည်ချက်ဝကခေါင်းငိမ့်သည်ဟုတ်တယ်ကျွန်တော်ကိုယ်တိုင်တစ်ချိန်ကြုံဘူးတယ်ပါရီမာနေတော့ကပေါ့မမျော်လင့်ပဲနဲ့ တရားဝင်နိုင်ငံကူးလက်မှတ်တစ်စောင်ကျွန်တော်လက်ထဲရောက်လာတယ်။လက်မှတ်ကချက်ဝတ်ဆိုတဲ့လူတယောက်ရဲ့နမည်နဲ့ဗျ။ Cafe Dilaros စားတော့ဆိုင်မှာစုံမိခဲ့တဲ့ Australian လူမျိုးတယောက်ပိုင်တဲ့လက်မှတ်ပေါ့။သူ့နိုင်ငံကူးလက်မှတ်နဲ့သူ့ငွေတွေကို ကျွန်တော်လက်ထဲအပ်ပြီးတည်သွားချတယ်။သူက ကျွန်တော်အရင်၃လလောက်ကရောက်တဲ့လူ။အဲ့ဒီတုန်းကကျွန်တော်ဟာနေခင်းဘက်ဆိုရင် လောင်ဘရီပြတိုက်ကိုသွားပြီးစိတ်ပြေလက်ပြောက်သဘောနဲ့စစ်တစပကြီကားတွေကြီးနေရှိတယ်။အဲ့ဒီပကြီကားတွေကိုကြီးရတာအင်မတန်စိတ်အေးချမ်းတာပဲ။ပကြီကားချက်တွေထဲကဝင်းလက်နေတဲ့နေအောင်ကြီးနဲ့စိတ်ငြိမ်အေးချမ်းလာတဲ့ချုပ်ခင်းတွေဟာစိတ်ကိုအင်မတန်ကြည်ညိုစေရပဲ။ဒီလက်ရာတွေကိုကြည့်ပြီးအခုလိုထူးခြားပြောင်မြောက်ပြီး လူစိတ်ကိုတာယာအင်းမြစေတဲ့ပကြီကားတွေကိုဖန်တီးခဲ့တဲ့လူတွေဟာအခုချက်ချင်းတက်ကြဖြတ်ကြဖို့တာဆူနေကြတဲ့လူတွေနဲ့တမျိုးတနွယ်တဲမှာဟုတ်ရဲ့လားလို့ထင်မိတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေပကြီကားတွေကြည့်နေတဲ့ကျွန်တော်အဖို့တော့တနားရီနှစ်နာရီလောက်စိတ်ရဲ့အေးချမ်းမှုကိုကြားရှိခဲ့တာအမှန်ပဲ။နိုင်ငံကူးလက်မှတ်ပိုင်ရှင်ကျောက်ဝတ်ဆိုတဲ့လူဟာပကြီစရာ မိုးနေ့ရဲ့ပုံတွေကို မကြာမကြာရက်ကြည့်တာတွေ့ရတယ်။ကျွန်တော်သူနဲ့စကားဆမြည်ပြောမိတယ်။သူကသူ့ပကြီကားတွေအပါဝင် သူ့ပိုင်ပစ္စည်းတွေအားလုံးကိုနိုင်ငံပိုင်လုံးလိုက်တဲ့အတွက် သူ့ထွက်ပြေးရတဲ့အကြောင်းကို ပြောပြတယ်။သူ့အနေနဲ့စိတ်ထိခိုက်တဲ့အမူအရာကိုတော့မပြဘူးဗျာသိလား။ဒါပေမဲ့ပြတိုက်တဲ့ကပကြီကားတွေကို သူ့ပိုင်ပကြီကားတွေလို့ သဘောထားနေတဲ့အမူအရာကိုတော့ကျွန်တော်သတိထားမိတယ်။ဒီလူဟာလူထုဆန်းတယောက်ပဲဗျာသိလား။စကားသိနေတယ်။နုညံ့သိမ့်မွေတယ်။ပျော်ပျော်နေတတ်တဲ့သဘောလည်းရှိတယ်။သူထွက်ပြေးလာတော့ငွေများများယူလာနိုင်ခဲ့ပုံမပေါ်ဘူး။ဒါပေမဲ့သူစူဆောင်းတာနဲ့ဒစီကောင်းတွေကတော့အများကြီးပဲ။ဒစီကောင်းဆိုတာကလည်းပွက်လို့လွယ်တယ်မဟုတ်လား။စိန်တွေဝက်ရတာထက်ပိုပြီးလွယ်တာအမှန်ပဲဗျာ။ တကယ်လို့စင်တွေကို ခမားရဲ့ဖနက်ထဲမှာပွက်လာတယ်ဆိုတော့လမ်းလျှောက်ရတာမလွယ်ဘူးလေတစိကောင်းဆိုတာကတော့ဖိုးတံမမဟုတ်တာတစိကောင်းတွေကို သူဘယ်လိုပွက်ပြီးယူလာတယ်လဲခုကျွန်တော်ကစိတ်ဝင်တစားမေးမိပါသည်စာအိတ်ဟောင်းတွေတဲ့ထည့်ယူလာတာ အကောက်ခွန်ရာရှိတွေက စာတွေကိုတော့စစ်တယ်စာအိတ်တွေကိုတော့မစစ်ကြဘူး ဘယ်ဆိုးလို့လဲဟိုကျွန်တော်ကမှတ်ချက်ချမိပါသည်ပြီးတော့သူနဲ့အတူတူ ပုံတူပကြီးကားတစ်ခုလည်းပါလာတယ်ခဲပကြီးတွေပါအဲ့ဒါတွေကိုလည်းသူ့ဘက်ပြေးယူလာတယ်သူကပြောတော့သူ့အဖေနဲ့အမေရဲ့ပုံတူပကြီးတွေဒါလည်းမဆိုးပါဘူးဟိုကျွန်တော်ကထပ်၍မှတ်ချက်ချမိပြန်သည်အေးပြေးလာတဲ့ကြတော့သူ့မှာနှလုံးရောဂါထလာတယ် သူ့နိုင်ငံကူးလက်မှတ်ကျွန်တော်ကိုပေးတယ်။တစိကောင်းတွေနဲ့ပကြီကားတွေကိုလည်းပေးတယ်။တစိကောင်းတွေကိုဝယ်မဲ့လူတွေရဲ့လိစာတွေကိုလည်းပေးတယ်။နောက်တစ်နေ့မနေ့ကျွန်တော်သူ့စီရောက်သွားတော့အဲ့ရပေါ်မှာတည်နေတာတွေ့ရတယ်။ကျွန်တော်အနေနဲ့သူ့စီမှာရှိနေတဲ့လက်ကြံငွေကိုရောဝတ်စုံတစ်ထည်နဲ့အတွင်းငံတချို့ကိုရောယူလိုက်တယ်။ သူတင်ရင်အဲ့ဒါတွေကိုယူဖို့အရင်နေ့ကလေးကသူကကျွန်တော်ကိုမှားထားတယ်မဟုတ်လားသူကပြောသွားတယ်သူ့ပစ္စည်းတွေကိုအခန်းမိုင်ရှင်လက်ထဲမြောက်စီခြင်းဘူးတဲ့ရောက်ရှင်းရောက်ရင်သူ့ရဲ့ဘဝသူအဖို့တယောက်ရဲ့လက်ထဲကိုပဲရောက်စီခြင်းတယ်တဲ့ခမညာသူ့နိုင်ငံကူလက်မှတ်ကိုအပြောင်းလဲလုပ်ခဲ့သေးသလားဟုတ်ကျွန်တော်ကမေးတယ်တက်ပုံနဲ့မွေးနေပဲပြောင်းပြစ်လိုက်တယ် ချောင်းဝဆိုတဲ့လူကကျွန်တော်ထက်အသက်20ကြီးတယ်ဗျချောင်းဝဆိုတဲ့ခြေစုံနမီကတော့ကျွန်တော်နမီနဲ့အတူတူမို့ပြောင်းစရာမလိုတော့ဘူးဘယ်သူလုတ်ပြီလဲဗရန်နာလားဗရန်နာတော့မဟုတ်ဘူးညွနစ်မျိုးကလူတယောက်ပဲအဲ့ဒါဗရန်နာပဲဗျနိုင်ငံကူးလက်မှတ်ဆရာဝန်ဆိုပါတော့သူကပကြီးဆရာတယောက်ပဲဗရန်နာတီမိတိဆိုင်ရွက်စာရန်ကိုမဆို့ ြုလို့ရာတွင် အလွန်ကြွမ်းကျင်သူအဖြစ်ထင်ရှားကြော်ကြသူဖြစ်၏သူကူညီခဲ့သည့်လူများမှလည်းမရင်မတွက်နိုင်လောက်အောင်များပြားသည်သူတစီလည်းသူအဖမ်းခံရသည့်အခါသူ့လက်ထဲတွင်ဘာစာရွက်စာရွက်မှပြစရာမရှိရာနာသည်အယူတည်သူတူဖြစ်၏သူကိုယ်သူ အများအကျိုးဆောင်ရွက်သူတူအဖြစ်ဂုဏ်ယူနေသူဖြစ်သည် သူတက်မြောက်ထားသည့်ပညာကိုအများအတွက်လုံးနေသည်များကာလပတ်လုံးသူတွင်ဘာမှဖြစ်မလာနိုင်သူပညာကိုသူအကျိုးအတွက်သုံးမှသာလျှင်သူကိုထိခိုက်နိုင်မည်ဟုသူယူဆသည်အမှန်တော့သူသည်မြူးနှင်းမြို့တွင်ပုံနှိပ်ဆက်အသေးစားလေးတစ်လုံးပိုင်ရှင်ဖြစ်ပါသည်သူအခုဘယ်ရောက်နေသလဲသူလစ်စဘွန်မှာရောက်နေတယ်မဟုတ်လားကျွန်တော်လည်းမသိဘူးဒါပေမဲ့သူအခုချိန်ထိ အတက်ချင်နေသေးတယ်ဆိုရင်တော့ဒီမှာရှိနေနိုင်တယ်။ episode 4ကိုဒီနေရာမှာရပ်လိုက်ပါမယ်။နောက်တစ်ပိုက်ကိုနောက် episode မှာဆက်ပြီးတော့မှဖတ်ပြသွားပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။